မလေးရှားမှာပြုလုပ်တဲ့အာဆီယံထိပ်သီးစည်းဝေးဝဲကိုဒေါ်နယ်ထရန့်တက်ရောက်နေချိန်တွင်ထောင်တရုတ်ပင်လယ်ပြင်မှာအမေရိကန်ရေတပ်ရဟတ်ယာဉ်နဲ့တိုက်လေယာဉ်ပြတ်ကျမှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။အောက်တိုဘာလ26ရက်နေ့ကအမေရိကန်လေယာဉ်တင်သင်္ဘောကြီးပေါ်မှာအခြေစိုက်ထားတဲ့ရဟတ်ယာဉ်နဲ့တိုက်လေယာဉ်တို့ပြတ်တမ်းနေစဉ်နိုင်ရီပိုင်းသာခြားပြီးပြတ်ကျခဲ့တာလည်းဖြစ်ပါတယ်။လေယာဉ်တွေရဲ့အမှုတမ်းတွေကိုတော့ကယ်တင်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။ MS-60 ရာဆေးရောရဟတ်ယာဉ်ဟာ ရရင်တွင်သင်္ဘောကြီးပေါ်ကနေပုံမှန်သတ်မှတ်ခရီးစဉ်တစ်ခုအတွက်ပြန်တန်းရင်ပြကြခဲ့တာဖြစ်ပြီးနောက်နိုင်ရင်ဝန်ကြာတွင်တိုက်လေရင် F18F တစီထပ်မံပြကြခဲ့တာလည်းဖြစ်ပါတယ်။ယခုလေရင်တွင်သင်္ဘော USS Nimitz ကိုလာမယ့်နှစ်မှာရေတက်ကပြီးပိုင်နာပေးဖို့လည်းစီစဉ်ထားကြောင်းလည်းသိရပါတယ်။ USS Nimitz ပေါ်ကလည်းနှစ်စီးဆုံးဆုံးခဲ့တဲ့ဖြစ်စဉ်ရဲ့နောက်ွယ်မှာပေါ်ဆောင်မှုမှားရင်ခံတွယ်မှုတွေရှိခဲ့သလားဆိုတာကိုတော့စုံစမ်းနေစေဖြစ်ကြောင်းလည်းသိရပါတယ်။ F18 တိုက်လေရင်တစီဟာ ရမ်းများဒေါ်လာ1060ကျော်လောက်တန်ကျင်းရှိကြောင်းလည်းသိရှိရပါတယ်